အသက်90နှစ်နရွယ်မှာညင်ရီချုံရင်းကစွန့်အနေနဲ့တမိနှစ်ယောက်အတွင်းတမန်ခန့်နေရတဲ့တနာစရာဖို့ဦးလောကမှာအနန္တအကိုင်းဝင်ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ကျေးဇူးဂုဏ်တွေကဆက်လို့မကုန်နိုင်ပါဘူးအထူးဖြင့်သားသမီးတွေဟာအမေတွေကိုပဲပို့ပြီးတော့တွေ့တာလေးရှိပေမဲ့အဖေရင်းမြစ်တာကလည်းသားသမီးတွေပေါ်မှာကြီးမားတာကိုတွေ့ရတာပါ အခုကမှလည်းညရင်နေပါကဆုံးရနေတဲ့တမီလေးနေရောက်တွေရင်ပူနေရတာကအသက်80နှစ်ရွယ်ဥမြင့်ဆိုပါအသက်80နှစ်ရွယ်ဆိုတာကတကယ့်ကိုမှနားဥတင်နေရွယ်ပါဒါပေမဲ့လည်းဥမြင့်ဆိုခင်ဗျားမှအနားမြင်နိုင်သေးပါဘူးအတူတူညရင်နေပါကရွယ်ရောက်နေတဲ့မိတဆိုးတမီလေးနေရောက်ကိုစိတ်မချနိုင်ဖြစ်နေတာပါအရင်တော့ကတော့ဥမြင့်ဆိုဟာတမီလေးနေရောက်ကိုတလားမြင့်မှာတမန်ခက်ခါရှာဖွေကြွေးမိခဲ့ပါတယ်ဒါပေမဲ့လည်းခုချိန်မှာတော့အသက်80နှစ်ရွယ်ရောက်နေပြီလို့ဥမြင့်ဆိုဟာတမန်မခက်နိုင်တော့ပါဒါကြောင့်လည်းကင်မှုဘဝနဲ့နေရတာပါ ။ဦးမြင့်စိုးကတော့သူ့အတံမရှိချိန်ငယ်ရင်နေပါတဲ့တမီးနှစ်ယောက်လူလောကလည်းမှာဒုက္ခရောက်ကြံခဲ့မှာကိုစိတ်ပူမွေးရလို့ဆိုပါရီ။ဒါကြောင့်မလို့လေတမီးလေးနှစ်ယောက်ကိုကြည့်ရှုပေးတဲ့သူတွေကြာပို့နိုင်မဲ့စေတနာရှင်လူရှင်တွေကိုစောင့်မျှော်နေရလို့ဆိုပါရီ။